မိတ်ဆွေတို့စစ်ပွဲတစ်ခုကကလေးတယောက်ရဲ့ဘဝကိုဘလို့ပြောင်းလဲသွားစေနိုင်မလဲခီဒီဗော်ကဘီယာဟီမာလို့ခေါ်တဲ့ကလေးငယ်လေးတယောက်ရဲ့အကြောင်းကိုပြောပြပေးခြင်းပါတယ်သူ့ဘဝကစိတ်မကောင်းစရာတွေနဲ့ပြည့်နှက်နေပြီးရှင်တန်ရက်တီဖို့အတွက်ရုန်းကန်နေရပါတယ်ဒီဝတ္ထုထဲမှာစစ်ပွဲတွေအယူသီးမှုတွေနဲ့ပြည့်နေတဲ့ကဘာကိုဘလို့ဖျက်ဆီးခဲ့လဲဆိုတာကိုလေ့လာကြည့်ရအောင်အာမာဒိုကူရူမာကဒီဝတ္ထုကိုရေးသားခဲ့တာဖြစ်ပါတယ် ဒီဝတ္ထုထဲမှာဘီယာဟီမာဆိုတဲ့ဒီတဘောရကကလေးငယ်လေးအကြောင်းကိုပုံဖော်ထားပါတယ်မိခင်တည်ဆုံးပြီးတဲ့နောက်မှာသူဟာလမ်းပေါ်မှာနေထိုင်တဲ့ကလေးတစ်ယောက်ဖြစ်လာပြီးပညာရေးဆိုတာအတိတ်ပဲမရှိဘူးလို့ထင်လာပါဗျ။သူဦးလေးရာကူပါကဂရီဂရီမန်တစ်ယောက်ပါ။သူတို့နှစ်ယောက်ဟာလိုက်ဘေးရီးယားကိုခီးစားထွက်ခဲ့ကြပါဗျ။လမ်းခီးမှာလူမျိုးစုစစ်ပွဲတွေနဲ့ရင်ဆိုင်ခဲ့ရပါဗျ။ ဘီယာဟီမာရဲ့ဘဝဟာစစ်ပွဲရဲ့ရက်ဆက်ကြမ်းကြုတ်မှုအယူသီးမှုနဲ့ရှင်တန်ရက်တီရေးတွေနဲ့ရင်းနှီးခဲ့ရပါတယ်။သူမိခင်ရဲ့ဂျိန်စာနဲ့ပတ်ဝန်းကျင်ရဲ့တွေကြားထဲမှာရုန်းကန်ခဲ့ရပါတယ်။လိုက်ဘေးရီးယားမှာဘီယာဟီမာဟာကလေးစစ်သားတစ်ယောက်ဖြစ်လာပါတယ်။တေလာနဲ့ဒိုလိုစစ်ဖရင်တွေကြားမှာသူဟာခေတ်၄၈တနက်ကိုကင်တွယ်တက်လာပါတယ်။ ဘီယာဟီမာပါဝင်ကလေးစစ်သားတွေဟာအကြမ်းဖက်မှုလူရဲမှုနဲ့ရှင်သန်ရေးဆက်ဝန်းထဲမှာပိတ်မိနေကြပါတယ်။ဒီဝတ္ထုကကလေးစစ်သားတွေရဲ့အပြစ်မဲ့ဆုံးရှုံးမှုနဲ့ကြုံတွေ့ရတဲ့ခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေကိုဖော်ထုတ်ထားပါတယ်။လိုက်ဘေးရီးယားရဲ့နိုင်ငံရေးကိုတေလာဒိုနဲ့ဂျွန်ဆင်လိုစစ်ဗျင်တွေက လွှမ်းမိုးထားပါတယ်။စစ်ဘရင်တွေဟာနိုင်ငံရဲ့အရင်းမြစ်တွေကိုအတုံးချပြီးအာဏာရယူဖို့စူးစမ်းကြပါတယ် ဘီယာဟီမာကစစ်ဘရင်တွေရဲ့ရက်ဆက်မှုနဲ့အကြမ်းလိုက်စားမှုတွေကိုမျက်မြင်တွေ့ခဲ့ရပါတယ်။မျိုးနွယ်စုတွေအပေါ်မူတည်ပြီးနိုင်ငံရေးကိုလှည့်စားခဲ့ကြပါတယ်။ဘီယာဟီမာနဲ့ယာကူဘာတို့ရဲ့ခရီးဟာစစ်ပေးတန်ခံနေရတဲ့ဆီယာရာလီယွန်ကို ရောက်ရှိခဲ့ပါတယ်။ဖိုဒေးဆန်ကိုဥဆောင်တဲ့ရော့နဲ့ကမာကျောက်တွေကိုတွေ့ဆုံခဲ့ပါတယ်။ဒီဝိတ္ထုကစီယာယာလီယွန်ပြည်တွင်းစစ်ရဲ့ရှုပ်ထွေးတဲ့အခြေအနေတွေကို ဖော်ထုတ်ထားပါတယ် ။ဘီယာဟီမာရဲ့ရှင်တန်မှုဟာသူ့ရဲ့လက်ရောညီထွေဖြစ်အောင်နေထိုင်နိုင်မှုနဲ့အန္တရာယ်တွေကိုကျော်လွှားနိုင်မှုပေါ်မှာမူတည်ပါတယ်။ဘီယာဟီမာရဲ့အတော်မဟန်ကိုရှာဖွေတဲ့ခီးဟာအဓိကအာယုံဆိုင်ရမယ့်အရာတစ်ခုဖြစ်လာပါတယ်။စစ်ဘေးဒဏ်ခံနေရတဲ့ဒေသကိုဖျက်ဆီးတဲ့အခါမှာအမျိုးမျိုးသောအဖွဲ့အစည်းတွေကိုတွေ့ဆုံကြရပြီးစိန်ခေါ်မှုအမျိုးမျိုးကိုရင်ဆိုင်ကြရပါတယ်။ မိသားစုကိုရှာဖွေခြင်းဟာရီကြားထဲမှာမိသားစုနဲ့ဆက်နွယ်မှုကိုတောက်တနေတဲ့ဘီရာဟီမာရဲ့ဆန္ဒကိုကိုးစားပြုပါတယ်။ဆုံးရှုံးမှုမျှော်လင့်ချက်နဲ့ခံနိုင်ရှိတဲ့စိတ်ဓာတ်တွေကိုဖော်ထုတ်ထားပါတယ်။ဘီရာဟီမာနဲ့သူ့အပေါင်းအဖော်တွေဟာအဟာဂျီကိုရိုမာဥဆောင်တဲ့မလင်ကြီးဒုက္ခတဲ့စခန်းဖြစ်တဲ့ဝူရိုဆူမာခနာတာခိုလုံခွင့်ရခဲ့ပါတယ်။စခန်းကလုံခြုံရေးကိုအတူယူနိုင်ပေမဲ့စစ်ပွဲရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့အခြေအနေတွေကဆက်ရှိနေပါတယ်။ ဒုက္ခတွေတွေရဲ့ခံနိုင်ရှိမှုနဲ့ရှင်တန်ရည်တည်ရဲ့အတွက်ရုံးကန်နေရမှုတွေကိုဖော်ထုတ်ထားပါတယ်။ဘီယာဟီမာကသူ့ရဲ့အတွေ့အကြုံတွေကိုမှတ်တမ်းတင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလောက်ရက်ကအစပြုခြင်းကိုကိုစားပြုပြီးသူ့ရဲ့ခရီးကိုအတိတ်ပဲရှိအောင်လုပ်ဖို့နဲ့သူ့အကြောင်းကိုကဘာကိုဝေမျှဖို့ကြိုးစားပါတယ်။ဒီဝိတ္ထုကမျောလင်းချက်နဲ့အဆုံးတတ်ထားပြီးပုံမြင်ပြောခြင်းရဲ့တန်ဖိုးနဲ့စစ်ပွဲပြီးမှရရှိနိုင်တဲ့ရွေးနှုတ်ခြင်းနဲ့ကုသခြင်းတွေကိုအလေးပေးဖော်ပြထားပါတယ်။ မိတ်ဆွေ all is not obliged to ဝတ္ထုတွေကအရေးကြီးဆုံးသင်ခန်းစာတွေကတော့စစ်ပွဲရဲ့အကျိုးတက်ရောက်မှုဆုံးရှုံးမှုတွေကြားထဲကမိသားစုကိုရှာဖွေခြင်းပဲဖြစ်ပါတယ်။ဘီယာဟီမာရဲ့ခီးကနေတဆင့်ပဋိပက္ခရဲ့ရေစရာကောင်းမှုနဲ့ကြေကွဲဖွယ်ရာတွေကိုမိမောင်းထုတ်ပြထားပါတယ်။စိတ်တကြန့်ခိုင်မှုတွေကိုလည်းလေ့လာသင်ယူနိုင်ပါတယ်။နောက်ဆုံးအနေနဲ့ကိုယ့်ရဲ့အတွေ့အကြုံတွေကိုမှတ်တမ်းတင်ပြီးဝေမျှခြင်းကအတိတ်ကတ္တရာတွေကိုကုစားဖို့အရေးကြီးတယ်ဆိုတာကိုလည်းမမေ့ပါနဲ့နော်။